ဂါဇာတခွင်ထုံးစစ်အပြင်းထန်ဆင်းတော့မယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးပြောဂါဇာကမ်းမြောင်ဒေသတရှောင်းမှာထုံးစစ်စင်နာတွေကိုအပြင်းထန်လှုပ်ဆောင်တော့မယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးကက်စ်ကကြေညာလိုက်ပါတယ်အစ္စရေးတပ်တွေဟာရာဖာနဲ့ခန်းယူနေမျိုးတွေကိုပိုင်းခြားထားတဲ့ဂါဇာတောင်ပိုင်းလုံခြုံရေးဆောင်ကို အပြည့်အဝတိုင်ပိုင်နိုင်ခဲ့တယ်လို့သူကဆိုပါတယ်ကမ်းမြူနစ်နဲ့ဝန်ကြီးမှနေထိုင်သူတွေကိုတော့ဘေးလွတ်ရာပြောင်းရွှေ့ချဖို့အစ္စရေးစစ်တပ်ကအမိန့်ထုတ်ထားပါတယ် ဟမ်မတ်တို့ရင်ဒုံးကြီးတိုက်ခိုက်မှုကိုလက်သုံးပြမှုစစ်စင်ရေးတွေလုံတော့မယ်လို့ဆိုပါတယ်လလအကြအပြစ်ခက်ရစရေးပြပြသွားပြီးတဲ့နောက်အစ္စရေဟာဟမ်မတ်တို့အပေါ်မှတ်ဆက်ရှိရမှာထိုးစစ်ဆင်မှုတွေပြန်လည်စတင်ခဲ့ပါလိမ့်ထိုးစစ်ဆင်မှုတွေကိုဂါဇာမှာကျန်ရှိနေတဲ့တစ္ဆက်ခန်း59ရောင်စလုံးကိုလှုပ်ပေးချိန်ထိလုံဆောင်မှာဖြစ်ပြီးတစ္ဆက်ခန်းတွေထဲက24ရောင်ဟာအသက်ရှင်နေသေးတယ်လို့ယုံကြည်ရပါတယ် ဖီလာဒဲဖီးယားနဲ့မိုရက်ကြားရှိအေရီးယားတစ်ခုလုံးကိုအစ္စရေးလုံခြုံရေးဆောင်ရဲ့သစိတ်တပိုင်းဖြစ်တယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးကပြောပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်